အများစုကတော့ဖြည့်ရမှန်ကိုရေးတာများပါတယ်ဖြည့်ရမှန်ပဲရေးတယ်ဖြည့်ရမှန်ကိုအခြေခံပြီးတော့တချို့ဟာလေးတွေကတော့ဟိုဒီလက်ရှိပေါ့နော်အပြင်လောကမှာဖြည့်ရမှန်အတိုင်းကိုချရေးလိုက်လို့ရှင်တော့တိတ်အစ်စ်မပြေတဲ့ဟာမျိုးလေးဆိုလို့ရှင်တော့ကိုကဒီမှာစာဖတ်သူပေါ့ဘလို့ကောင်းတဲ့ရှုထောင်းကနေဘလို့မက်ဆေ့ပေးနိုင်လဲအဲ့ပေးနိုင်တဲ့မက်ဆေ့ကလေးကိုအပြုသဘောလေးနဲ့ကိုကဖြည့်ဆွတ်ပြီးရေးလိုက်တာမျိုးလေးလည်းရှိပါတယ်ဟုတ်ကဲ့ပါလုံးချက်မထက်အတင်းဘဟုကကျင့်မှုကျင်းမာတဲ့ ဝထုတို့ပြိုင်ပွဲမှာဒုတိယဆုရရှိခဲ့တဲ့ကျယ်ပွင့်လေးတွေလင်းမာကြီးဆိုတော့ဝထုလေးကတကယ်တော့ဒီအခြေခံလူတန်းစားတယောက်ပေါ့နော်ဟိုခပိုင်းနိုင်ကောင်လေးတယောက်ရဲ့ဇလန်းပေါ့နော်သူ့ရဲ့ဘဝကိုဘယ်လိုပြုပြင်ပြောင်းလဲလာအောင်စူးစမ်းခဲ့တယ်ဆိုတဲ့ဟာလေးဒီဇလန်းလေးကကြတော့အများကြီးပေါ့နော်ချဲ့ကားပြီးရေးလို့လည်းရတယ်လုံးချင်းဝထုအဖြစ်လည်းပြန်ပြီးတော့အသက်သွင်းလို့ရတယ်ဒီဇလန်းလေးကိုတချို့ကမ်းလှမ်းထားတဲ့လူတွေပေါ့နော်ရုပ်တန်ဇလန်းတွဲလေးပေါ့နော်အဲ့လိုကမ်းလှမ်းထားတာလေးလည်းရှိပါတယ် များစုကတော့အိမ်ောင်ရေးပေါ့နော်မိဘနဲ့တာသမီညီကိုပေါင်းမအဲ့လိုမျိုးပေါ့နော်မေတ္တာပွဲတယောက်နဲ့တယောက်နဲ့ တဦးနဲ့တဦးနဲ့ပေါ့နော်နားလည်မှုဘလို့ရှိရမလဲမိသားစုတစ်ခုမှာဘလို့အပေးอยู่နဲ့ချစ်ချင်းမြတ်တာပြန်ရုပ်ကိုဘလို့ထားရမယ်ဆိုတဲ့ဟာမျိုးလေးတွေကို message ပေးတဲ့ဟာလေးတွေဦးစားပေးတဲ့ဇာတ်လမ်းလေးတွေကိုရေးတာများပါတယ်အားကြတော့လေအမအားကြတော့ဝတ္ထုတွေလည်းရေးတယ်လို့အခန်းဆက်တွေလည်းရေးတဲ့အခါကြတော့အမအားကြတော့အဲ့လိုမျိုးပေါ့နော်အခန်းဆက်ဝတ္ထုတွေဆိုလို့ရှိရင်လည်းအိမ်တော်ရဲ့ဇာတ်လမ်းလေးတွေရေးတယ်နောက်ပရဇာတ်လမ်းတွေလည်းရေးတယ်အဲ့လိုရေးတဲ့အခါကြတော့ဟိုအကုန်လုံးကတော့စာဖတ်သူကတော့သူ့ရဲ့ကြိုက်နှစ်တက်တဲ့အပေါ်မှာမူတည်ပြီးတော့ပေါ့နော်များသောအဖြစ်ကတော့ best comment လေးတွေပေးပါတယ် တူပါတယ်သူတို့ကိုယ်တိုင်ကလည်း comment တွေမှာလာပြီးတော့ရင်ဖွင့်ပေးတယ်ရင်ဖွင့်ပေးတဲ့အပြင်အဲ့ဒီအစာမှုတစ်ခုရဲ့ပေါ့နော်ဇက်ကောင်ရဲ့ပေါ့နော်သူတို့ကစိတ်ခွန်အားဖြစ်တဲ့အဲ့လိုမျိုးအခန်းလေးတွေဆိုလို့ရှိရင်သူတို့ကအရန်ခွန်အားဖြစ်တဲ့အတွက်ကျေးဇူးတင်တဲ့အကြောင်းသူတို့ရဲ့ဘဝနဲ့တိုက်ဆိုင်တဲ့အကြောင်းလေးတွေလည်းလာပြီးပြောပြတယ်ပြီးတော့တချို့တွေဆိုလို့ရှိရင် Messenger ချက်ပေါက်ကနေပြီးတော့သူတို့ရဲ့ဘဝဖြစ်ရမယ့်လေးတွေကိုလည်းလာပြီးတော့ပြောပြရင်ဖွင့်တယ်အဲ့လိုဇလန်းလေးတွေကိုလည်းတချို့ဟာလေးတွေပေါ့နော်အပြုတ်သဘောလေးနဲ့ထုံနှုတ်ပြီးတော့ပေါ့နော်ဒီစာဖတ်သူကိုအကောင်းတဲ့အပြုတ်သဘောရမယ့် message မျိုးပေးနိုင်အောင်လို့ပြန်ပြီးတော့ ခွဲခြားပြီးတော့ကိုကဒီကလောင်တစ်ခုနဲ့ပေါ့နော်ဖန်လီရေးဆွဲရတာပါဖန်လီပေးရတာပါပေါ့နော်ဟုတ်ကဲ့ပါအများစုကတော့ဖြည့်ရမှန်ကိုရေးတာများပါတယ်ဖြည့်ရမှန်ပဲရေးတယ်ဖြည့်ရမှန်ကိုအခြေခံပြီးတော့တချို့ဟာလေးတွေကတော့ဟိုဒီလက်ရှိပေါ့နော်အပြင်လောကမှာဖြည့်ရမှန်အတိုင်းကိုခြားရေးလိုက်လို့ရှင်တော့တိတ်အစ်စ်မပြေတဲ့ဟာမျိုးလေးဆိုလို့ရှင်တော့ကိုကဒီမှာစာဖတ်သူပေါ့ဘလို့ကောင်းတဲ့ရှုထောင့်ကနေဘလို့မက်ဆေ့ပေးနိုင်လဲအဲ့ပေးနိုင်တဲ့မက်ဆေ့ကလေးကိုအပြုသဘောလေးနဲ့ကိုကဖြည့်ဆွက်ပြီးရေးလိုက်တာမျိုးလေးလည်းရှိပါတယ်ဟုတ်ကဲ့ လုံးချင်းအခုလောလောဆယ်ရပေါ့နော်ဒီတက်တက်ရောင်နှလုံးသားစာသူများဆိုပြီးတော့စာရေးသူ9ရောက်ပေါ့နော်ဝတ္ထုတို့စုစည်းမှုထွက်တယ်နောက်ပြီးတော့ဒီလိုမျိုးဒီရန်ကုန်မှာရှိတဲ့ရန်ကုန်အခြေစိုက်ဒီဆရာတွေဆရာမတွေစုထုတ်တဲ့စာအုပ်အများစုမှာလည်းဝတ္ထုတွေပါတယ်နောက်ဝတ္ထုကတော့ဒီရန်နာပုံကျေးမုံနောက်နိုင်ငံကုန်ကြီးကူးကြနဲ့စာမျက်နှာတော်တော်များများမှာပါပြီးပြီပေါ့เนาะဒါတွေကတော့ဝတ္ထုတို့ကဏ္ဍအနေနဲ့ပေါ့เนาะ ဟိုလုံခြုံရေးဝတ္ထုကိုဒီ2025မှာရေးဖို့ရေးထားတာရှိပါတယ်ဒီဟာလေးကိုစာအုပ်ထွက်နိုင်အောင်ကြိုးစားနေရပါတော့ဟိုတချို့ဆရာလေးဆရာမတွေကလည်းပြောတယ်ယူနစ်စီခိုင်းနေပေါ့နော်ဝတ္ထုတို့စုစည်းမှုလေးထွက်ပါလားနေမှာဝတ္ထုတို့တွေအများကြီးပဲရှိတယ်ပေါ့နော်စုရတဲ့ဒီ2024ဟိုဘ ਹੁ ဝါပေးတဲ့ဝတ္ထုတို့ဒုတိယစုဝတ္ထုလေးဆိုလို့ရှင်လဲတအားကောင်းတယ်ပေါ့နော်နေအဲ့ဒီဟာလေးတွေထုတ်ပါလားဆိုတော့ကိုကရှင်းဆုံးပြောလို့ရှင်ဝတ္ထုတို့ထက် တကယ်လို့စာအုပ်ထုတ်ပြမယ်ဆိုလို့ရှင်တော့လုံးချင်းပေါ့နော်တခုခုကိုပေါ့နော်အကောင်းဆုံး message နဲ့စာဖတ်သူကိုရတာလေးတခုပေးနိုင်တဲ့လုံးချင်းဝတ္ထုကိုဒီ2025မှာထွက်ပါမယ်။အဲအတင်ဘဟုကကျင်းပူးကျင်းမာတဲ့ဝတ္ထုတို့ပြိုင်ပွဲမှာဒုတိယဆုံးရရှိခဲ့တဲ့ကျယ်ပွင့်လေးတွေလင်းမာကြီးဆိုတဲ့ဝတ္ထုလေးကတကယ်တော့ဒီအခြေခံလူတန်းစားတယောက်ပေါ့နော်ဟိုခပိုင်းနိုင်ကောင်လေးတယောက်ရဲ့ ဇလန်းပေါ့နော်သူ့ရဲ့ဘဝကိုဘယ်လိုပြုပြင်ပြောင်းလဲလာအောင်ကြိုးစားခဲ့တယ်ဆိုတဲ့ဟာလေးဒီဇလန်းလေးကကြတော့အများကြီးပေါ့နော်ချဲ့ကားပြီးရေးလို့လည်းရတယ်လုံခြုံဝတ္ထုအဖြစ်လည်းပြန်ပြီးတော့အသက်သွင်းလို့ရတယ်ဒီဇလန်းလေးကိုတချို့ကမ်းလှမ်းထားတဲ့လူတွေပေါ့နော်ရုပ်တန်ဇလန်းတွဲလေးအဲ့ပေါ့နော်အဲ့လိုကမ်းလှမ်းထားတာလေးလည်းရှိပါတယ်ဒါပေမဲ့အတိအကျတော့အကောင့်ထဲမပေါ်ရသေးဘူးပေါ့နော်အဲ့လိုမျိုးတကယ်လို့လာပြီးတော့ကမ်းလှမ်းထားတဲ့ဆရာပေါ့နော်အမဒီဘုရားဆရာ လဲရှိတယ်ပေါ့နော်သမီးဒီဝတ္ထုလေးကအရန်ကောင်းတယ်ပေါ့နော်ဆရာဟိုဟာပြလို့ရှိရင်ဒီဝတ္ထုလေးကိုဆရာဖတ်နေတယ်ဆရာတင်ပြပေးမယ်ဆိုပြီးပြောထားတာလေးလည်းရှိပါတယ်တကယ်လို့ဒီဟာလေးတွေကပေါ့နော်ရုံလုံးပေါ်လာမယ်ဆိုလို့ရှိရင်တော့အတိုင်းပြည်ဝန်တတ်ပါတယ်ရှင်ဟုတ်ကဲ့ပါအမဒီနေ့ရောဒီနေ့ပွဲ